ဝမ်းချုံစေတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ရေသိမ်းမတော့လို့လှုပ်ရှားမှုနဲ့လို့အစာချေစနစ်မကျန်းပါလို့နဲ့အူလန်းချောင်းလှုပ်ရှားမှုမကောင်းတာတွေပါဝင်နေပါတယ်။အဲ့ဒါအပြင်ဝမ်းချုံခြင်းကိုအားပေးတဲ့အစာအစာတွေကိုစားလိုက်မိမယ်ဆိုလို့ရှိရင်လည်းဝမ်းချုံခြင်းကိုဖြစ်စေနိုင်ပါရဲ့ရှင်။ဒါကြောင့်ဒီပြိုလေးထဲမှာတော့ဝမ်းချုံခြင်းကိုအားပေးတဲ့အစာအစာရှင်မျိုးနဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမှာပဲဖြစ်ပါတယ်။ပြိုလေးမစခင်မှာညီမတို့ channel လေးကို subscribe လုပ်ရသေး subscribe လုပ်ပြီးတော့ဘေးနားလို့ဒီပဲလို့လည်းထည့်ပေးပါအောင်ရှင်။ ဝမ်းကြောက်ခြင်းကိုအားပေးတဲ့အစားအစာတွေထဲကပထမတစ်မျိုးကတော့နိုးနဲ့နှုတ်ထွက်ပစ္စည်းတွေပဲဖြစ်ပါတယ်။ကိုကမကြခဏဝမ်းချုံတက်တဲ့သူဆိုလို့ရှိရင်တော့အစားအသောက်ယူရတဲ့နေရာမှာတေချာလေးကယူဆိုင်ဖို့လိုအပ်ပါတယ်။ဥပမာ nose နဲ့ cheek တွေကိုအစားများမယ်ဆိုလို့ရှိရင်ဝမ်းချုံတက်ပါရဲ့เนาะ။ဒါပေမဲ့နိုးနဲ့နှုတ်ထွက်ပစ္စည်းတွေကိုလုံးဝရှောင်ရမယ်လို့မဆိုလိုပါဘူး။ကိုကဝမ်းချုံနေရဆိုရင်အဲ့ဒီအချိန်မှာအနည်းငယ်ရှော့စားပေးဖို့လိုအပ်ပါရဲ့ရှင်။အစားချေစနစ်အတွက်ကောင်းမွန်တဲ့အကျိုးပြုဗီဒီယိုတွေပါဝင်တဲ့ဒိန်းချီကိုယူချိန်ပြီးတော့စားပေးမယ်ဆိုရင်ပို့ပြီးတော့ကောင်းမွန်ပါရဲ့ရှင်။ ောင်းတစ်မျိုးကတော့အသင့်အစားစာပဲဖြစ်ပါတယ်လူတချို့ကအလုပ်များလို့ဆိုပြီးတော့လမ်းမှာပဲအလွယ်တကူဝယ်စားတတ်ကြပါတယ်ဒီလိုမျိုး ready made အစားအစာတွေကလွယ်ကူအဆင်ပြေတယ်အချိန်ကုန်တတ်တာရယ်ဆိုပေမဲ့လည်းသူတို့မှာစိုးကျိုးတွေပါမှုကများပါတယ်ဒီအစားအစာတွေအများစုမှာဆိုရင်အစာချေစနစ်နဲ့ဝမ်းမှန်စေဖို့အတွက်ထောက်ကူပေးတယ်အမြင်တတ်တွေပါမှုနည်းပါပြီးတော့ကျန်းမာရေးနဲ့မညီညွတ်တဲ့အချက်တွေပါမှုများပါတယ်ရှင်နောက်တစ်မျိုးကတော့စီကြောအစားအစာတွေပဲဖြစ်ပါတယ် ကြက်ကြောအာလူကြောစတဲ့ဒီစီကြောအစားအစာတွေဟာဆိုလို့ရှိရင်ဝမ်းချုပ်ခြင်းကိုပိုဆိုးစေနိုင်ပါတယ်အကြော်လော်တွေကအစိပောက်မှုများတဲ့အတွက်ကြောင့်မို့လို့အစာချေပြည့်ဖို့ခက်ခဲနိုင်ပါတယ်ရှင်ဒီအစားအစာတွေကဦးလန်းကြောင်းလှုပ်ရှားမှုနှေးစေပြီးတော့သူ့ဝမ်းအပြည့်စွန့်ထုတ်ဖို့ဆိုလို့ရှိရင်တော့ရေမြဲများတောက်ပြဖို့လိုအပ်ပါတယ်ကိုယ်ကရေတောက်နေမယ်ဆိုလို့ရှိရင်ဝမ်းချုပ်စေပြီးတော့စမြင်လုံးဖြစ်တတ်ပါတယ်ရှင် မျိုးကတော့ကြက်ဥပဲဖြစ်ပါတယ်ကျုပ်ကပရိုတင်းပေါင်မှုများတယ်ဆိုပေမဲ့အမြင့်တဲ့ပေါင်မှုနည်းပါတယ်သူ့ကိုဝမ်းချုံနေတဲ့အချိန်မှာဆိုလို့ရှိရင်အများကြီးမစားသင့်ပါဘူးလုံးဝရှောင်ရမယ်လို့မဆိုလို့ပါဘူးเนาะအမြင့်တဲ့များတဲ့အစားအစာတမျိုးမျိုးနဲ့ကျုပ်ကိုတွဲပြီးအစားပြုလို့ရပါတယ်ရှင် နောက်တစ်မျိုးကတော့အသားပဲဖြစ်ပါတယ်။အသားကပရိုတင်းနဲ့အဆီဓာတ်ပေါင်းမှုများပြီးတော့အမြင်တတ်မပါတဲ့အတွက်ကြောင့်မို့လို့ဟိသင်းဟိရွက်အစားနည်းပြီးတော့အသားစားရတာကြိုက်တဲ့သူတွေအတွက်ကတော့ဝမ်းပိုချုပ်စေနိုင်ပါတယ်။ဒါကြောင့်အသားစားမယ်ဆိုလို့ရှိရင်ပန်းကော်ပီစိမ်းလိုမျိုးအမြင်တတ်ပေါင်းမှုများတဲ့ဟိသင်းဟိရွက်တမျိုးမျိုးနဲ့တွဲစားလိုက်မယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိပါဘူးရှင်။ ောက်တစ်မျိုးကတော့ပတ်မုတ်ပဲဖြစ်ပါတယ်။ကိုကပတ်မုတ်ကြိုက်တယ်ဆိုပြီးတော့ပတ်မုတ်ကြီးပဲအမြဲတမ်းစားနေမယ်ဆိုလို့ရှိရင်ဝမ်းအောင်မကျစ်စေပြီးတော့ဝမ်းချုပ်စေနိုင်ပါတယ်။အမြင်နဲ့ပေါင်မှုနည်းတဲ့ဂျုံလူပတ်မုတ်ဆိုလို့ရှိရင်ပိုဆိုးစေနိုင်တဲ့အတွက်ကြောင့်မို့လို့အမြင်နဲ့ပေါင်မှုများတဲ့ဂျုံချမ်းပတ်မုတ်ရွေးချယ်ပြီးတော့စားသုံးပေးသင့်ပါတယ်ရှင်။ ောက်တစ်မျိုးကတော့ကဖင်းပဲဖြစ်ပါတယ်။တချို့လူတွေမှာကော်ဖီကိုတောက်လိုက်ရမှအိမ်သာသွားတတ်တယ်ဆိုပြီးတော့ဆန့်ကျင်ဘက်တရားမှုတွေရှိနေတတ်ပါတယ်။ဒါပေမဲ့ကော်ဖီလက်ဖက်ရည်နဲ့အားဖြည့်ချိုရည်မှာပါတဲ့ကဖင်းဓာတ်ကများလို့နေမှာဆိုရင်ဝမ်းချုပ်ခြင်းဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ကိုကဝမ်းချုပ်နေရဆိုလို့ရှိရင်တော့ကော်ဖီကိုတစ်ခွက်ထပ်ပိုမတောက်သင့်ပါဘူးရှင်။ နောက်ဆုံးတစ်မျိုးကတော့ Echo Hall ပဲဖြစ်ပါတယ်။ Coffee လိုပဲ Echo Hall ကလည်းခန္ဓာကိုယ်ရေတက်ခါချောက်စီပြီးတော့ဝမ်းချုပ်စေနိုင်ပါရဲ့ရှင်။ဒါကြောင့် Echo Hall ပါတဲ့တောက်စရာတွေတောက်ပြီးတဲ့အခါမှာရေမြဲများတောက်ပြီးဖို့လိုအပ်ပါတယ်။ညီမအခုပြောပြခဲ့တဲ့အစားအစာတွေကိုဝမ်းချုပ်နေတဲ့အချိန်မှာတတိနဲ့စားဖို့ပြောပြသေးရှင်။ဝမ်းချုပ်နေတဲ့အခါမှာဝမ်းနှုတ်စေတွေဝမ်းပြော့စေတွေတောက်တာကတစ်ခါတလေမှာအဆင်ပြေရဆိုပေမဲ့လည်းရေရှည်ဆွဲတောက်မယ်ဆိုလို့ရှိရင်ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မို့လို့ဒီစေးတွေတောက်မယ်အစားအမြင့်တက်များတဲ့အစားအစာတွေစားပါ။ကျန်းမာ ရီနဲ့ညီညွတ်အောင်နေပါရေမြမ်းများတော့ပါလို့အကြံပေးပါရစေရှင်မြမအပြူလူအဆုံးထိကြည့်ပြီးတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာပြန်တွေ့ကြမယ်နော်